အားလုံးပဲမင်္ဂလာပါအခုတီချဲလိုက်ပြမဲ့ပန်းနေရအခုဒီပန်းနေနော်ဒါလေးလောက်တော့ပြမှာပါအနက်ဆိုတော့မမြင်ရမှာဆိုလို့ဒါလေးလောက်ဖို့အတွက်ကိုပဇင်းငေါတိဘက်ကကျိုးတီ29လက်မလုံးမယ်ခွင်းဘက်ကကျိုးဆိုလို့ရှိရင်20နဲ့6လက်မရှိရပြီပေါ့နော်ဒါခွင်းဘက်ကကျိုးဒါကြည်တီခွင်း၄စိတ်ကလေးခွင်းထားတယ်ပြီးွားရင်ခါတိုင်းတို့ပဲညာဘက်ကကျိုးွာဒါအကလေးကအခွေလေးခွေဖို့အတွက်ကို ကိုလက်မခွေမှာနော်အဲ့တော့ကျေတီခွင်ကွင်းပြီးတော့ဒီကနေပြီးတော့မှဒီဘက်ထိအကြံတီကိုလက်မရှိရမယ်နော်အဲ့ဒီကိုလက်မကို အခွေလေးခွေပါမယ်ဖာတိုင်းလို့တလို့ပဲမီအနာတို့မယ်အခွေလေးခွေမယ်ခွေပြီးွားရင်သူ့ကိုလေးဘက်လေးလံတုပ်မယ်အဖင်နဲ့ထည့်မယ်အချစ်အပြောင်းမဟုတ်နော်အဖင်နဲ့ထည့်သွားမှာပါနာကိုလမောက်အခွေခွေတဲ့ခွေပြီးသွားရင်သူ့ လေးဘက်လေးလံအချီအပြောက်တုံမယ်နော်ခါတိုင်းလို့သူတို့ပဲလေးဘက်လေးလံအချီအပြောက်တုံမယ်တုံပြီးသွားပြီဆိုလို့ရှိရင်အဖင်နဲ့ထည့်မယ်နောက်ဘက်ကိုလည်းလှည့်ပြီးဝိုင်းလေးဘက်လေးလံလိုက်တုံမယ်ဟုတ်တာလေးဘက်လေးလံတုတ်ပြီးွားပြီတုတ်ပြီးွားရင်အဖင်နဲ့ထည့်မယ်ဒီဘက်ချမ်းအောင်လည်းထည့်မယ်ဟိုဘက်ချမ်းအောင်လည်းထည့်မယ်အဖင်နဲ့ နှစ်ခါထည့်သွားမယ်เนาะဒီချိန်ကဖေးလိပ်ကိုတုံးထားတာဖြစ်တဲ့အတွက်နှစ်ခါထည့်သွားပါမယ်ဒီဘက်ပြီးဟိုဘက်အချမ်းနဲ့ထည့်မယ်။ဟိုဘက်ကောဒီဘက်ကောထည့်ရမယ်နော်နှစ်ဖက်စလုံး။ထည့်ပြီးတော့ရင်ပထမအဦးဆုံးစပြီးတော့၃စိတ်ကလေး ပွန်ဖတ်တစ်ခုစာပြီးခောက်ပါမယ်။ပုံစိပ်ဤဝဲပွန်ဖတ်တစ်ခုစာပြီးခောက်လိုက်တယ်။အဖင်နဲ့ထင်မယ်။ထည့်လိုက်ပြီးထည့်ပြီးသွားပြီဆိုလို့ရှိရင် နောက်ထပ်ခေါင်းမပွင့်ဖတ်သည်တလမနဲ့နှက်စိတ်ပါသူကိုဒီအရင်ကနေတိုင်းတိုင်းလို့ရှိရင်တလမနဲ့နှက်စိတ်နော်အဲ့ဒီဟာလေးပွင့်ဖတ်ကလေးခေါင်းမယ်ပွင့်ဖတ်ကတလမနဲ့နှက်စိတ်ကိုဘယ်နှခုခေါင်းမလဲဆိုလေးခုခေါင်းမယ်အဖင်နဲ့ထက်ဒါဆိုရင်တစ်ခုပဲရသေးတယ်လေးခုခေါင်းမယ်နော်တလမနဲ့နှက်စိတ် မတလမနဲ့နဲ့စိတ်၄ခုပြီးသွားပြီပြီးမလာဘက်ကိုလှဲ့မယ်တန်းပြီးရင်အသားဖောက်တယ်လို့နှာဆုံးဖက်နဲ့ပိုးတဲ့ကျိုးစားရဲ့ကြားထဲကိုထိုးမယ်အသားဖောက်ပြီးအခွေရဲ့ခလေကိုဆင်းမယ်အသားဖောက်ချလိုက်တယ်ဖောက်ပြီးဝင်ဒီဘက်ကပုံရတဲ့ကျိုးကိုပတ်လာမယ်ကျဲတီးခွင်းရဲ့အရင်နောက်ရောက်တဲ့အထိပဇင်းကောင်းတီးဆိုရင်လည်းပဇင်းကောင်းတီးရဲ့အရင်နောက်ရောက်တဲ့အထိကျိုးလေးကိုတတင်းရင်းလေးပတ်လာမယ်နော်ပတ်လာပတ်လာပြီးဝင် သူ့လည်းအဖင်နဲ့တခါလာထည့်မယ် အရင်မှလာပြီးတော့ခြေကိုအစတတ်မှာနော်အဖင်နဲ့ထက်ဒီဟာလေးကိုအနောက်ကိုဆွဲချမှာဒီအောင်အဲ့တော့သူ့လည်းဆွဲမချခင်ဒီခြေတို့လုံးနေကြတိုင်းအသားဖောက်မယ်နော်အသားဖောက်ဖို့မမေ့ပါနဲ့အသားဖောက်ဖို့မေ့ဝါရင်ကျိုးကမခိုင်းဘူးနော်သားဖောက်မယ်။သားအောင်နှခါဖောက်လဲရတယ်။ဒီမှာဒီချက်နှခါဖောက်ထားတယ်။ပြီးပိုးတော့အနောက်ကိုဆွဲချတုတ်ပြီးဖြတ်လိုက်မယ်။ အနောက်ကိုဆွဲချတုတ်တဲ့ခါကျရင်လည်းလေနာနာပပတသက်ရက်လေးဆွဲချတော့ဒီလိုမျိုးအခွေလေးတွေကိုအနောက်ဆွဲချရင်တချို့ကတိတ်ပြီးမတက်ရက်ဘူးအားကြောင့်တသက်ရက်လေးဖြစ်အောင်ဆွဲချရင်ပြော မဟုတ်ဘဲနဲ့ကိုပုံစံလေးကိုပြင်ကြည့်လိုက်ရင်တော့လှနေမယ်တက်ရက်နေမယ်ဆိုအနေထားမျိုးတွေဖြစ်အောင်ဆွဲချပြီးတုတ်ပါလို့မာဆွဲချတုတ်ပြီးသွားပြီတုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကျေတို့အခုနာတော့ဟာဒီဘေးကိုပတ်လာတဲ့ဟာဒီတပတ်ကကြတော့မမိသေးဘူးအလဲအခွေနဲ့အဲ့တော့သူမိသွားအောင်လို့ တွဲမီဝါလို့အနောက်ကနေပြီးတော့အခွေနဲ့တခါလိုက်ထိုးတုပ်အောင်မယ်နော်ဘေးကိုထွက်ခလေးကိုပြန်ဝင်ခုနကတပတ်ပတ်လိုက်တဲ့ဟာလေးကိုပြန်လိုက်တုပ်တာပါဒါအကုန်လုံးဒီလိုပဲလိုက်တုပ်လိုက်မယ်အားလုံးလိုက်တုပ်မှာနော်တုပ်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာဒီတလမနှစ်စိတ်၄ဘက်ရှိတာအောင်ဒီလိုမျိုးနာပြီးတော့ထားမယ်တစ်ဖက်ပြီးမှတစ်ဖက်လို့မယ်နော်တစ်ဖက်ကိုအရင် ်ပြင်မလာပြီးဆွဲတင်လိုက်ပါဆွဲပြီးတော့မှကပ်မယ်ဒီမှာလိုမျိုးပုံပေါ်လာအောင်လို့ကပ်ပြီးတုပ်မယ်တုပ်တဲ့ခါကျလို့ရှိရင်လေအချီကိုပြပြမယ်ဒီထိတ်ကြကြောက်လာမတုပ်ဘူးနော်အနောက်ကို တစိမ့်စာလေးတစိမ့်ကလေးနည်းနည်းလေးကြုံလေးလောက်ပေါ့နော်တစိမ့်ခွဲစာလောက်ကိုခြံပြီးတော့တုပ်မှာပါထိတ်တက်တက်သွားတုပ်တာမဟုတ်ဘူးထိတ်တက်တက်သွားတုပ်လို့ရှိရင်ထိတ်ကလေးကောမနီပဲအကက်ကြီးဖြစ်သွားရင်မလှအောင်လေအားကြောင့်ဒီမှာနည်းနည်းလေးဒီလိုဟနေတာလေးဖြစ်ချင်တော့เนาะ အားကြောင့်သူ့ကိုထိတ်ကိုတစိမ့်ခွဲစားလိုက်နှစ်စိမ့်စားလိုက်အဲ့လိုမျိုးခြံပြီးတော့အကောထွက်သွားတယ်ပြီးပြန်ဝင်လိုက်တယ်အဲ့ဒါဆိုရပြီပြီးနောက်တစ်ဖက်တစ်ခါထပ်လာမယ်နောက်တစ်ဖက်လည်းအဲ့လိုပဲလာပြီးတော့သူ့ပေါ်လာတင်သွားမယ်တစ်ခုပေါ်တစ်ခုတင်ပြီးတော့တုတ်သွားမယ်အဲ့ဒီခါကျရင်လည်းအဲ့လိုပဲဒီထိတ်ကိုတစိမ့်စားလေးတစိမ့်တကြော်စားလေးခြံပြီးတော့တုတ်သွားမယ်ကတ်သွားအောင်ထိသွားပြီးတော့ထိတ်ကိုသွားမတုတ်လိုက်နဲ့နော် ထိတ်ကလေးနည်းနည်းလေးဟနေတာလေလန်းနေတာလေမှပုံမှထွက်တယ်ပုံလှတယ်။အားကြောင့်မို့လို့ထိတ်ကလေးကိုနည်းနည်းလေးချန်ချန်ပြီးတုပ်သွားတယ်အဖက်တိုင်းကို၄ဘတ်စလုံးကိုပေါ့နော်အောက်က30အဖက်ကလေးတော့မပါပါဘူး။ဒါဆိုရင်ရပြီနောက်တစ်ဖက်လည်းထပ်ပြီးလုပ်မယ်ဒီလိုပဲ။၄ဘတ်စလုံးတုပ်ပါ။ မှာတစ်ဖက်ပြီးတစ်ဖက်၄ဘက်စလုံးတုတ်ပြီးွားပြီးတုတ်ပြီးွားအနောက်ဘက်မှာခြစ်တုတ်ပြီးတော့ဖြတ်လိုက်လို့ရှိရင်ရပြီနော်အဲဆိုလို့ရှိရင်ပြီးွားပြီအဲ့တော့ဒီဟာကိုခါတိုင်းလိုပဲ ခေါင်းနဲ့ခွင်းနဲ့အင်းကြီးတထဲစာငါးစုံလုတ်ပြမယ်ဒီနှစ်ခုကလေးပြမယ်စိုက်မတူနော်ဒီချေမတူတာကိုတမင်လုတ်ပြထားတယ်ဘာကိုပြပြချင်တာလဲဆိုတော့လေအခုဒါပြောရတဲ့အချိုးစားတိုင်းယူရတာဒီဟာလေးကကြတော့လေအလဲရခွေဒီချေခုနှစ်လက်မှပဲခွေထားတာဒီဘက်ကဟာကိုးလက်မှခွေထားတာအဲ့တော့ခုနှစ်လက်မှပဲခွေတယ်ဒီအဖက်ကလေးကြတော့နှစ်စိတ်ပဲယူတယ် ဒါအောင်ကြတော့တက်လက်မလေးတွေယူရတယ်။နည်းနည်းသေးလိုက်တာပေါ့နော်။စိုက်ကိုလေအဲ့လိုမျိုးပေါ့နော်။အင်းကြီးတွေမှာလှုပ်တဲ့ခါကျရင်ပန်းရစိုက်ပြီးတော့အထူးပြုဝါးတဲ့သူဆိုရင်ပန်းလေးနည်းနည်းကြီးပေးတယ်။ပိန်တဲ့သူခန္ဓာကိုယ်တိတ်တိတ်လေးဆိုပန်းလေးနည်းနည်းသေးပြီးတော့လှုပ်ပေးတယ်။အထည်တွေကိုအော်ဒါတီးတဲ့အတည်းဆိုတာသူတို့လိုတလိုမျိုးပေါ့နော်။အဲ့လိုမျိုးချိန်ဆပြီးလှုပ်ပေးနိုင်လို့ရှိရင်ပန်းတွေကလူနဲ့လိုက်ဖက်မှုရှိပို့လှောက်သွားတယ်လေအဲ့လိုမျိုး။ အဲ့တော့ပီတချို့ကြတော့လည်းပန်းသေးသေးလုပ်ပေးပါဆိုလို့ရှိရင်ဒီလိုမျိုး site တွေသေးလိုက်လို့ရတယ်ဆိုတာကိုပြပတ်ကျင်တာเนาะအဓိကတော့အကြီးသေးကိုလို့တို့လုံးလို့ရပါတယ်လို့အဲ့တော့ဒါကတော့အသုံးများတဲ့ site တွေတင်သွားတာဒါပုံမှန် site ဒီခုနလမနဲ့လုတ်ထားပြီးတော့ဒီအဖက်တက်လမ site ကတော့ဒါပုံမှန်တိုင်းနည်းနည်းလေးသေးတယ်ပေါ့เนาะလူကောင်နည်းနည်းသေးတဲ့သူတွေတုံးတဲ့ site ကလေးပေါ့အဲ့လိုကြိုက်တဲ့ site ကို လုတ်ပါเนาะအဲ့တော့ခါတိုင်းလိုပဲအင်ကြီးတထဲစာ၅စုံလုတ်ပြီးအိစာပြပြပေးပါเนาะအားလုံးပဲအဆင်ပြေကြပါစေ